နောက်တစ်ခါမြတ်စွာဘုရားကောသမိပြည်ကြွတဲ့အခါကောသမိပြည်မှာမာဂန္ဒီမိဖုရားရဲ့ဖျားပေါ်မှာအတေးအမတ်အတေးရံညှိုးတွေချောင်းကောသမိပြည်မှာရှိတဲ့လူတွေမြောက်ပေးပြီးတော့ဖျားမှုရှိတဲ့တန်ဃာတွေမျိုးတွေဆွမ်းမရွာတဲ့အခါမှာဆဲကြပြောင်ကြနောက်ကြဟုတ်လားခဲနဲ့လှမ်းပေါက်ကြလို့ဒီလိုခံရတယ် အဲ့ဒါလိုခံတဲ့အခါမှာရှင်အန္တရာကဖရာတော်ဆောက်တယ်ရှင်ဖရာတပည့်တော်တို့ဆုံးရသွားတဲ့အခါမှာလူတွေကဆဲတယ်ဗျာလူအုပ်စုဖွဲ့ပြီးတပည့်တော်လိုက်ဆဲအဲ့တော့တခြားနေရာပြောင်းရင်မကောင်းဘူးလားလို့ဆိုမြတ်စွာဘုရားကဗာမေးရှိတယ်ဆိုအနန္တရဲ့ဟုတ်ပါပြီတဲ့ဒီနေရာကဆဲလို့နောက်တဲ့နေရာပြောင်းအဲ့ဒီနေရာဆဲရင်ဘယ်လိုလုပ်မလဲ အဲ့ဒီနေရာကဆဲရင်လည်းနောက်တနေရာပြောင်းတာပေါ့ဗျာတဲ့ဆိုတော့မြတ်စွာဘုရားအဲ့ဒါလို့မလုပ်ရဘူးတဲ့ပြတနာဆိုတာဒီနေရာဖြစ်ဒီနေရာငြိမ့်အောင်လုပ်တဲ့နေအလို့ဆိုပြတနာကျဲသွားမှာပေါ့အဲ့ဒါကြောင့်လို့ပြတနာငြိမ့်သည့်ထိအောင်ကြိုးစားရမယ်ငါဟာစစ်ပွဲမှာတိုက်ပွဲဝင်နေဆင်ကြီးလိုပဲဆင်မြောင်ကြီးကဘယ်ဘက်ကပြစ်တဲ့မြားပဲဖြစ်ဖြစ်လှန်နေပြစ်တာပဲဖြစ်ဖြစ် ငါတိခံပြီးတော့နာကျင်မှုတွေအောင်ဤပြီးတော့တိုက်ပွဲဝင်ဖို့ငတ်တံဝင်မယ်လောကမှာကိုကျင်တရားမရှိတဲ့ပုဂ္ဂိုလ်တွေကအများကြီးပဲဒါတွေကိုလိုက်ပြီးတော့ဖွေယူနေလို့တို့အလုံးမဖြစ်ဘူးလို့ဟောရသဗျာဆုံးမပါသေးလို့အဲ့တော့လဲရှင်အန္တနာစိတ်ဓာတ်ရသဗျာခိုင်မာစေတယ်ပေါ့ဒီလိုရှင်အန္တနာနဲ့ပတ်သက်တဲ့ချက်ကလေးတွေဟာမနမ များတယ်ပေါ့တခါနောက်ပိုင်းမှာဒေဝရတ်ရဲ့အမှုအရေးအခင်းကြီးပေါ်လာတဲ့အခါဒေဝရတ်ကအစာတသန်းနဲ့ပေါင်းပြီးတော့ရသော်ပြားကိုတေချောင်းချံလောက်ချံတက်ပြတ်ဖို့ကြိုးစားလာတဲ့အခါနာလာဂီရိဆိုတဲ့ဆင်းကြီးကိုအရက်တွေတိုက်ပြီးတော့မြတ်စွာဘုရားနဲ့တန်ဃာတွေဆုံးခံလာတဲ့လမ်းကိုလွတ်ထားလို့ဆိုတာအားလုံးအောင်ကြီးရှိပါတယ်မှာတွေ့တာအဲ့ဒီချိန်တုန်းကဆိုရင်ရှင်အနန္ဒာကအလွန်ဆိုးရိမ် ရှန္ဒနာနောက်ကပါလာဘုရားကိုလှုပ်ကြွေးပြုစုနေတဲ့အချိန်ပဲအဲ့တော့သူ့စိတ်ထဲမှာသူကသောတာပန်ဆိုတော့ဆိုရင်စိတ်တရားမกินနေဘူးမกินနေသည့်အတွက်ကြောင့်ဆင်ကြီးကတကယ်ထိုးတော့မယ်ဆိုရင်ဤကလာတဲ့အချိန်မှာမြတ်စွာဘုရားရှေ့ကနေသူတက်ရတယ်သူ့ပဲထိုးတတ်ပါစေဘုရားကိုမထိုးတတ်ပါစေနဲ့ဆိုအဲ့ဒါလို့သက်ဆုံးပြီးတော့လှုပ်ခဲလို့ မြတ်စွာဘုရားကအာနန္ဒငါ့အတွက်သက်ဆွန်တာခုမှမဟုတ်ဘူးဆိုပြီးတော့950ဇတ်တိတွေမှာဟောတာရှိတယ်ပေါ့အဲ့ဒါတော့ရှင်အာနန္ဒဟာမြတ်စွာဘုရားကိုအလုတ်ကျွေးပြုတယ်ဆိုတဲ့နေရာမှာအသက်ကိုတောင်စွန့်ပြီးတော့အလုတ်ကျွေးပြုတယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့ဝိจิตန်ကြီးလုတ်တဲ့အလုတ်ကျွေးမျိုးမဟုတ်ဘူးပေါ့နောက်မြတ်စွာဘုရားတခင်ကိုရောမြတ် ဘယ်နေရာသွားသွားရှန္ဒနာမထေမြတ်ကပြုစုဆောင်းလျှောက်ဆန္ဒဝါမြောက်အချိန်ကာလတုန်းကလူကြွေးရာထူးမရခင်ပဲကံမကောင်းအကြောင်းမလားလို့အတိတ်ဘဝကအာဟုသူတွေရဲ့လွတ်မှုမှုကြောင့်ဝိရိဇာမျိုးမှာဆွမ်းခံတဲ့အခါဝိရိဇာမျိုးကြီးစာရေးစာရှားပါးနေတာကြောင့်ဆုံးလောင်းလူတဲ့ပုဂ္ဂိုလ်တွေမရှိကြဘူး အဲ့ဒီအခါမှာဝိရဇာမြုပ်ပြင်မှာဒီအိုးဝေးလံတဲ့ဥတ္တရပဋ္ဌဆိုတဲ့မြောက်ပိုင်းကနေပြီးတော့မြင်း900ကုန်သေးတွေကမြင်းတွေလာရောင်းချကြအဲ့လိုမြင်းတွေရောင်းချတဲ့နေရာမှာမြင်းစားဖို့ဆိုပြီးတော့မြင်းတွေကျွေးဖို့ဆိုပြီးတော့ခြုံတွေကိုပေါင်းပြီးတော့ပြုတ်ပြီးတော့ယူလာတာပိုးမထိုး အဲ့ဒီမြင်းဆောင်ဂျုံပြုတ်တွေကိုဒီရှန္နန္ဒာတို့ဟာမြတ်စွာဘုရားကိုစားလို့ဖြစ်အောင်ပြုပြင်ပြီးတော့ဆက်ကတ်ကြရတယ်။အဲ့ဒါလဲတဝါတွင်လုံးမြတ်စွာဘုရားကိုပြုစုလို့ကျွေးခဲ့တဲ့နေရာရှန္နန္ဒာဟာဆန်းဆန်းတမဆောင်ရွက်ပေးခဲ့တာဖြစ်တယ်ပေါ့။